သစ္စာလေးပါမတည်သေးတဲ့ပုံကိုယ်တွေဟာဖြစ်လျာဘဝမှာရောက်ရာဘဝမှာသူများမျက်နာကိုမော့မော့ကြည့်ပြီးတော့ဒီလူကတော့တည်တဲ့တည်လိုက်တာကိုတည်လျောင်တကားဆိုပြီးအမြဲတမ်းအောက်ကျနောက်ကျနေရတတ်တယ်အဲ့လိုတောင်းဟောမြတ်စွာဘုရားဥမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့မြင်းကြီးရာမှာချထားတဲ့ဝါခွန်လေးတစ်ခုတောင်းလေလာတာနဲ့ရောက်ပဲလွန့်သွားရောက်လေလာတာနဲ့တောင်းပဲလွန့်သွား လေပိတ်ချမ်းစရာတောင်မလိုဘူးနော်လေလေးနည်းနည်းလှုပ်လိုက်တာနဲ့ကိုသူကမဖြစ်တော့ဘူးရောက်ပြက်ခတ်နေပြီသူကဘာလေးတော့ဝါခွန်းလေးကိုကျွတ်ဘူးသူရှင်တွေရဲ့စိတ်ကလည်းပဲဝါခွန်းလေးပဲဘာထောက်ရတရားမှမရှိဘူးဘာလေးနဲ့မှမမရှိဘူးယက်တီနိုင်မှုမရှိသေးဘူးဒါလက်တွေ့ခံစားတတ်စေခြင်းနဲ့ဘုံဘုံကခုကျွတ်တို့စိတ်တွေဖြစ်စဉ်ကြည့်ကြည့်လိုက်နော်ဖြစ်ချင်တယ်လို့ဖြစ်နေတာတော့စိတ်ကဟုတ်တယ်မဟုတ်လားစိတ်ကိုစိတ်ဝင်စားကြည့်စမ်းပါ စိတ်ကကိုယ့်လက်ထဲမှာရှိတာလားစိတ်ရဲ့မြင့်မြတ်မှုယုံညံ့မှုကကိုယ့်လက်ထဲမှာရှိတာလားအာယုံလက်ထဲမှာရှိတာလားဆိုရင်စုလက်ထဲမှာရှိအာယုံလက်ထဲမှာရှိတာတော့ကျွတ်တော့ဒီစိတ်ကိုအာယုံလက်ထဲမှာရှိစီရဘူးငါရဲ့ဉာဏ်ရဲ့လက်ထဲမှာရှိအောင်ငါဖြစ်ရှင်သလိုကောင်းတာလေးတွေဖြစ်အောင်လုပ်မယ်လို့ဒီစိတ်ပေါ်မှာပိုင်နိုင်မှုအရှိရသော်ပဲအဲ့ဒါတွေကိုထောက်ပြတာပုထုဇဉ်ရဲ့အနေဒါသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်ရဲ့အနေဒါဒီလိုဒီလောက်ပဲရှိသေးတယ်ဒီလောက်လဲ ဝါခွမ်းလောက်ပဲရှိသေးတယ်။နေနေလောက်လောက်ကရန်လေးလေးလှုပ်လိုက်တာနဲ့ချလပိုင်ရမ်းတော့ဟုတ်တယ်မော်လားညီကြီးတဲ့ကို၈တောင်လောက်နဲ့အောင်တူးပြီးတော့စိုက်ထားတယ်မြေပေါ်မှာ၈တောင်လောက်ပေါ်နေတယ်တကားတိုင်အဲ့ဒီတကားတိုင်ကြီးကတော့ရက်လေးမျက်လာကလေးကြိုက်တလောက်လားသူ့မှာတုံနေလှုပ်တယ်ဆိုတာမရှိဘူးတဲ့သစ္စာလေးပါးကိုတိပီဟေးဆိုရင်တော့အဲ့ဒီပုံကိုရဲ့စိတ်ကတုံလှုပ်တယ်ဆိုတာမရှိဘူးလို့အဲ့လိုဟောတာ သစ္စာလေးပါးကိုမတည်သေးတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားဟာကြောင်းမဲ့ဘွေရာကောင်းတဲ့အနေအထားမှာပဲရှိနေသေးတယ်ဆိုတဲ့အမှန်တရားကိုမြတ်စွာဘုရားကရိပ်မိဖို့ပြောပြတာဟုတ်လားဟိုယောဂီတို့အမြဲတမ်းကြားဘူးနေတဲ့တုတ်တန်တစ်ခုရှိသေးတယ်လက်ညှိုးပေါ်မှာတကိုးတော်နဲ့မြင်မှုအနေငယ်တင်ပြီးတော့မဟာပရိမြေကြီးမှာရှိတဲ့မြင်မှုနဲ့ဒီလက်ညှိုးပေါ်မှာရှိတဲ့ဒီလက်သေးပြားပေါ်မှာရှိတဲ့မြင်မှုဘယ်ရာကများလဲလို့မြတ်စွာဘုရားမေးပြီးတော့ဟောတယ် ်အုတ်တန်သေးတနာနှစ်ပုတ်ရှိတယ်။ဟိုတော့ဘုံဘုံဟောတာရှိတယ်လက်သေးပြားပုံမှာမြေမုံများဆိုဟုတ်လား။ဘာပရိမြည်ကြီးမှာရှိတဲ့မြေမုံကမနှိုင်းရှင်လောက်အောင်များပြားလှပါတယ်ဗျာလို့ပြောတော့မြတ်စွာဘုရားအေးတဲ့တစ္ဆာလေးပါးကိုတိတဲ့ဉာဏ်ကိုရထားကြတဲ့ဒသနတံ္မာရအတိဉာဏ်အမြင်နဲ့ပြည့်စုံကြတဲ့ဘုဒ္ဓဘာပုဂ္ဂိုလ်ကိုကြည်ညွှန်းတာပါနော်တစ္ဆာလေးပါးတိထားကြတဲ့ပုဂ္ဂိုလ်တွေအတွက် အကုန်ခံသွားတဲ့ဒုက္ခဟာမာပတိမြေကြီးမှာရှိတဲ့မြေမုံများတဲ့ဖွယ်အလွန်များလက်ကျန်ဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမုံတဲ့ဖွယ်နည်းနည်းလေးပဲကျန်တော့တယ်ဟော